ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာစတေမလာ၁၂နှစ်မှာထွက်ချီလာတဲ့သတင်းစာကြော်တွေကသတင်းချုပ်ကိုထုတ်နှုတ်ဖတ်ကြားပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ကတော့အောင်ထုံးမြင်ပါခင်ဗျာကျွန်တော်အောင်သူပါခင်ဗျာဟုတ်ကဲ့ပါဗျာကောင်းသူကျွန်တော်ကတော့ဒီနေ့မျက်နှာဖုံးသတင်းတွေရွေးထားတာတော့ Daily Level မှာပါတဲ့သတင်းတွေတစ်ပုဒ်ကိုကျွန်တော်ရွေးထားချင်တာကတော့ချင်းချောက်ချင်းမဲလုံးပေးခြင်းကိုမမှုပဲတဲ့နိုင်ငံအနာဂတ်အတွက်စဉ်းစားကရွက်ောက်ပွဲတွေမဲထည့်ရန် ကရားပြည်နယ်ဒေသခံများဒေါံဆန်းစုကြည်ပြောကြားဆိုတဲ့သတင်းရလည်းမျက်နှာဖုံးသတင်းဖြစ်နေဖော်ပြထားပါတယ်ဗျဟုတ်ကဲ့ပါခင်ဗျနောက်စံတော်ချိန်မှာဖော်ပြတဲ့သတင်းကတော့နိုင်ငံအကျိုးတွေတဲ့မြစ်တီပါတီနဲ့မစိုးတဲ့ပူးပေါင်းမှုဖြစ်ကြောင်းကိုသူကဥချိန်မှန်ပြောကြားရဲဆိုတဲ့သတင်းလေးရလည်းပဲမျက်နှာဖုံးသတင်းနဲ့ဒီမှာဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျရွေးကောက်ပွဲမနိုင်ရင်တဲ့တရားအားထုတ်ပြီးငြင်းငြမ်းစွာနေတော့မြည်ဟုဒုတိယဗိုလ်ချုပ်ကြီးငိမ့်ဝီလင်းကပြောကြရဲဆိုတဲ့သတင်းလေးကလည်း7 day မှာမျိုးနှုံးဖြစ်နေဖော်ပြထားပါရခင်ဗျ။ဟုတ်ကဲ့နောက်ထပ် Democracy 2 day မှာဖော်ပြထားတဲ့သတင်းကတော့ ် NCA လက်မှတ်ရေးထိုးမှုရက်နေ့လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲကိုစက်တင်ဘာလ20ရက်နေ့မှတိုင်ပြီးရန်ကုန်မြို့မှာကျင်းပမယ်ဆိုတဲ့သတင်းလေးကလည်း Democracy Today မှာဖော်ပြထားပါတယ်ဗျမြန်မာဘုံသတင်းလေးနဲ့ကိုအောင်သူကောဘယ်သတင်းလေးလဲမြန်အိဒါအဘော်အဖြစ်နဲ့ရွေးထားတယ်ဒီမြဟုတ်ကဲ့ခင်ဗျာကျွန်တော်တော့ The White Channel မှာပါတဲ့အိဒါအဘော်တို့ဖို့တပုတ်ကိုကျွန်တော်ရေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ဒါညဉ့်ဉန်းရေးနဲ့ပတ်သက်တဲ့သတင်းလေးအိဒါအဘော်တို့ခုပါပဲဟုတ်ကဲ့ပါခင်ဗျာညဉ့်ဉန်းရေးဘယ်တော့လဲလက်ရှိရဲသားအမေရိကန်အစိုးရတာဝန်ယူပြီးတဲ့နောက် မလာဦးသိန်းစင်ရဲ့လှပတဲ့စကလုံးတွေတစားစင်ထားတဲ့မိန်ကုန်းတွေကနဦးပြုတ်ရင်ပြောင်းလဲရေးလုပ်ငန်းတွေကြောင့်လက်ခုပ်တန်တွေများစွာရရှိခဲ့ပေမဲ့အချင်းကြာလာတာနဲ့အမျှခေါရိုးကျိုးနေတဲ့အုတ်ချုပ်ရည်ရန်ရရဲ့အရေးအချင်းလိုအပ်ချက်တွေကြောင့်ငញ្ញံရေးလုပ်ငန်းစဉ်တစ်ခုမှအပကျန်နေပဲအလုံးနီးပါအောင်မြင်မှုမရဘူးလို့ဝေဖန်နေကြပါလေ။နှစ်ပေါင်း60ကျော်အကြာအချင်းချင်းတိုက်ခိုက်လာခဲ့ကြတဲ့ပြည်တွင်းစစ်မီးကိုဦးသိန်းစိန်ခေါင်းဆောင်တဲ့အစိုးရလက်ထက်မှာ မကြုံဘူးလို့ဒီအထိငိန်ချမ်းရေးသဘောတူညီချက်တွေတိဆောက်ရယူနိုင်ခဲ့ခြင်းဟာအမှန်တကယ်အတိမတ်ပြုရမှာဖြစ်ပါတယ်။ငိန်ချမ်းရေးလုပ်ငန်းစဉ်တွေအပြစ်ခတ်ရစဲရေးသဘောတူညီချက်တွေနှစ်ဖက်ခေါင်းဆောင်တွေအကြားမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းတွေကနေပြီးတော့တစ်ဖက်နဲ့တစ်ဖက်နားလည်မှုယုံကြည်မှုတွေရနိုင်တယ်။ယင်းအပြင်ယုံကြည်မှုအတိုင်းအတာကိုမူတည်ပြီးထွက်ပေါ်လာတဲ့ရလဒ်တွေဖြစ်ပြီးပုံမခိုင်မာပြီးပုံမကျက်ပြတ်နားလည်မှုယုံကြည်မှုရရှိဖို့အတွက် ိန်ဖန်များစွာတွဲစုံဆွေးနွေးဖို့တော့လိုပါသေးတယ်တဲ့နှစ်ပေါင်း60ကတ်နှစ်ဖက်အကြားသူတွေကိုယ်တွေတိုက်ခိုက်လာကြသူတွေအကြားလက်ရှိအနေထားမျိုးအထိငញ្ញံရေးရရှိရန်သုံးလေးနှစ်အတွင်းစ조사တည်ဆောက်နိုင်ခြင်းဟာတေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ဘလို့မှမလွယ်ကူတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်တဲ့ဒါကြောင့်လဲဆွေးနွေးပွဲညှိနှိုင်းပွဲတွေမကြာခဏဆောင်ရွက်နေခြင်းအပေါ်ဝေဖန်ပြစ်တင်နေတာတွေ ပြဿနာရဲ့အတိမ်အနက်ကိုတေချာနားလေသဘောပေါက်မှုမရှိပဲဒါမှမဟုတ်ဘူးဆိုရင်တစ်ဖက်ကိုမျက်စိမိတ်ရက်တည်ပြီးတော့နိုင်ငံရေးရည်ရွယ်ချက်တမင်အပြစ်တင်နေတာဖြစ်ပါတယ်တဲ့သို့တော်တဲ့ထိပ်ပိုင်းအဆင့်ခေါင်းဆောင်တွေအကြားငင်းညာရေးအလို့ငါဆွင်းနှွင်းညှိနှိုင်းမှုတွေသဘောတူလက်မှတ်ရေးထိုးမှုတွေကျင်းပနေပေမဲ့အောက်ခြေမှာ အထူးသဖြင့်တမတော်နဲ့ KIA တို့အကြတိုက်ပွဲများမကြာခဏဖြစ်ပွားနေတာဟာနှစ်ဖက်စလုံးပေါ်မှာနားလည်မှုလွဲစရာဖြစ်နေပါတယ်တဲ့ ဖြစ်နိုင်ခြေဖြစ်တန်ရာများနဲ့ယုတ်တိကြသောအချက်အလက်များတမိုင်းကြောင်းဖြစ်ရများလက်ရှိတိုက်ပွဲဖြစ်ပွားနေလေလက်နက်ကင်များရဲ့တည်နေရာ ရှင်သန်ရက်တည်မှုအခြေအနေတွေရင်းတပ်ဖွဲ့တွေရဲ့နောက်ွယ်မှာရှိနေတဲ့ပယောကဆော့ဖတ်မှုတွေရခင်နမဲဆိုးနဲ့ကြော်ကြားခဲ့တဲ့ခေါင်းဆောင်အများအလွန်လက်ရှိမျိုးဆက်တဲ့တမတော်ခေါင်းဆောင်တွေရဲ့ဂတိစကားများကိုချိန်ထိုးစမ်းစစ်သုံးသပ်ကြည့်မယ်ဆိုရင်ငញ្ញမ်းရေးရရှိသွားပါကလည်း မြည်သူများအကျိုးရှိကဘယ်သူတွေအကျိုးစီးပွားထိကြိုက်သွားနိုင်တယ်လဲလို့မေကွန်းထုတ်ရမလို့ဖြစ်နေပါတယ်တဲ့ဒါအတူအစိုးရနဲ့တပ်မတော်တို့ရဲ့ငြိမ်းချမ်းရေးလက်မှတ်ထိုးရန်အစဉ်သင့်ဖြစ်နေတဲ့ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ငြိမ်းချမ်းရေးပေါ်သဘောထားတွေတပ်မတော်နဲ့မကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အဖွဲ့အချို့ရဲ့ငြိမ်းချမ်းရေးအပေါ်အမြင်တွေဟာလည်းနိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစဲရေးငြိမ်းချမ်းရေးတိဆောက်ရေးတို့မှာမြင်မြလိုလားတယ်ဆိုတာမလိုလားဘူးဆိုတာအထူးပေါ်လည်နေပါတယ်တဲ့ ဘလိုပင်ဖြစ်ပါစေတဲ့အပြစ်ခက်ရစဲရေးငိမ့်ညမ်းရေးမူတီဆောက်ရေးတို့မြေတိစကဝိုင်းဆွေးနွေးပွဲတွေမှာအစားပြုရမယ်အပြင်တဲ့ထိုဆွေးနွေးပွဲတွေမှာလည်းတဲ့ငိမ့်ညမ်းရေးကိုအမှန်တကယ်လိုလားကြောင်းတက်တည်ပြသည့်အနေနဲ့တဲ့တတ်နိုင်သမျှဖုံးကွယ်ထိန်ချန်ထားခြင်းမရှိပဲရိုးသားမှုရှိရှိလက်အလုံးပြ၍ချင်းကပ်ကြလည်ရင်တဲ့တနည်းအားဖြင့်ငိမ့်ညမ်းရေးကိုကိုကျိုးစည်းပွားစိုးရိမ်တော့ကမပါပဲအမှန်တကယ်လိုခြင်းလည်းရင်မရနိုင်စရာအကြောင်းမရှိပါဘူးတဲ့ ဒါကြောင့်မလို့တဲ့အမှန်တကယ်လိုချင်တဲ့သူတစ်ဖွဲ့ရှိလျင်တစ်ဖွဲ့ရှိသလောက်အဖွဲ့များနဲ့သဘောတူလက်မှတ်ထိုးခြင်းလက်တွေ့ကြကြငင်းငံရေးခြေလှမ်းစတင်ကြရမယ်အကြောင်းကိုတပွိုက်တရင်ချာနယ်မှာပါတဲ့အေဒါအဘော်ပါဟုတ်ကဲ့ပါဒါတော့လက်ရှိပြည်တွင်းငင်းငံရေးနဲ့ပတ်သက်တဲ့အရာကိုဒီအေဒါအဘော်ကနေပြီးသုံးသပ်ထားတဲ့သတင်းပေါ့ဟုတ်ကဲ့ပါကျွန်တော်ကဖတ်ပြမယ်ဒီသတင်းကတော့ Daily Level မှာပါတဲ့သတင်းလေးပါဒါကတော့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ ိုစရလောင်းအတီဗျူစင်းကိုတဲ့ရွက်ကောက်ပွဲကော်မရှင်ကထုတ်ပြန်ရမှာတဲ့ NLD ပါတီကပယ်ချခံသူ6ဦးရှိပြီးတော့ပြည်ခံပြိုးပါတီကတော့ပယ်ချခံသူမရှိဘူးဆိုပြီးတော့ဒီသတင်းမှာဖော်ပြထားပါတယ်ဗျ။နောက်ဆက်ငါရွေးကောက်ပွဲတွေနဲ့ဝင်ရောက်ရှိပြန်ပြီးလွတ်တော်ကိုယ်စားလှယ်လောင်းအတီဗျူစင်းကိုတဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် website တွင်နဲ့စက်တင်ဘာလ17ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်တဲ့အဲ့လိုထုတ်ပြန်ချက်အရာတဲ့မြို့သားဒီမိုစီအဖွဲ့ချုပ်က NLD ပါတီမှာတော့လွတ်တော်ကိုယ်စားလှယ်လောင်း6ဦးပဲချခံရပြီးတော့ပြည်တော်စုချခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီမှာတော့ပဲချခံရသူမရှိကြောင်းသိရပါတယ်တဲ့ မြို့သားညမစီဖွဲ့ချုပ် NLD ပြချခံသူ6ဦးကတော့ရှမ်းပြည်နယ်ကပြည်သူ့လွတ်တော်မိုးနဲ့မဲဆန္ဒနယ်ကဥခမောင်ဝင်း၊ကယားပြည်နယ်မြို့သားလွတ်တော်မဲဆန္ဒနယ်10ကဥဖြိုးဝေအောင်၊ရခိုင်ပြည်နယ်မြို့သားလွတ်တော်မဲဆန္ဒနယ်9ကနေပြီးတော့ဥကြော်နိုင်စိုး၊ရှမ်းပြည်နယ်မြို့သားလွတ်တော်မဲဆန္ဒနယ်10မှဥယျာဉ်မြို့ခဥရွှေကောင်းမန္တလေးတိုင်းဒေသကြီးလွတ်တော်တဲ့ချမ်းရည်တာဆန်မဲဆန္ဒနယ်မှတ်1ကပေါ့နော်ဒေါက်တာဝင်းမြင့်နဲ့ရခိုင်ပြည်နယ်လွတ်ပြည်နယ်လွတ်တော်မောင်တော်မဲဆန္ဒနယ်အမှတ်1ကဥ ထွန်းမင်းဆိုးတို့ဖြစ်ပါတယ်တဲ့အနယ်ဒီပါတီမှာပယ်ချခံရသူကိုဒယ်လောင်းများမှာတဲ့တမတိလွတ်တော်ကိုဒယ်လောင်းအသက်ကန်းသက်ချက်ပြည့်မီမှုမရှိခြင်းမြန်မာနိုင်ငံထဲမှာဆန်နီတီတီတစ်ဆက်တစ်ဆက်တည်းနေထိုင်မှုမရှိခြင်းနဲ့ကိုဒယ်လောင်းဒီတဲ့၎င်းမွေးဖွားစဉ်အချိန်ကမိဘများသည့်နိုင်ငံသားမဖြစ်သေးသောကြောင့်ဖြစ်သည်ဟုဆိုကားတဲ့လွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်35အရာတဲ့လွတ်တော်ကိုဒယ်လောင်းအဖြစ်မှာပယ်ချခံရတာဖြစ်ပါတယ်ဆိုပြီးအဲ့ဒီဟိုဟာကြေညာချက်မှာဖော်ပြထားပါတယ်တဲ့ ယခုထုတ်ပြန်သည့်စီးရင်အရတဲ့အမည်စင်းတင်စင်းခဲ့သည့်ကိုယ်စားလှယ်လောင်းများကတဲ့ပယ်ချခံရသူမရှိသည့်ပြည်ခံရေးပါတီသည်တဲ့လမ်းမရေကောက်ပွဲတွင်နဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း318ဦးနဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း164ဦးတိုင်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်း648ဦးစုစုပေါင်း1130ဝင်ရောက်ရှိပိုင်မှာဖြစ်ပြီးတော့တဲ့ NLD ပါတီသည်တဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း318ဦးအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း163ဦးနဲ့တိုင်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်း648ဦးစုစုပေါင်း 1128ဝင်ရောက်ရှင်းပြမှာဆိုပြီးတော့လည်းပဲဒီစီးနံမှာဖော်ပြထားပါတယ်တဲ့ဒါကတော့လက်ရှိမှာပေါ့နော်ဒီ Europe World Commission ကနေပြီးတော့ဒီလွတ်တော်ကိုယ်စားလှယ်လောင်းဖိချခံရတဲ့စီးရင်ဟိုဟာစီးရင်လေးကိုဒါဒီ daily level ကနေပြီးတော့ဖော်ပြထားတာဖြစ်ပါလေကိုအောင်သူရောဘာသတင်းလေးများထပ်ရွေးထားလေးရမီကျွန်တော်ကတော့ဒီစံတော်ချိန်နေ့စဉ်သတင်းစာသတင်းပို့ကိုကျွန်တော်ရွေးထားပါလေဟုတ်ကဲ့ပါခင်ဗျာဟုတ် မိမိစိတ်ကြက်အစိုးရကိုရွေးချယ်ရမှာ ပြည်သူလူထုအခွင့်အရေးဖြစ်အတင်းရက်ကြက်ကြိုတင်မဲ့ပေးခန်းသူသည်ဥပဒေကိုချိုးဖောက်ရာရောက်ဆိုတဲ့တရင်ပါခင်ဗျအစိုးရတရားအားတဲ့ရွေးချယ်ပိုင်ခွင့်သည်နိုင်ငံသားတို့ရဲ့အခွင့်အရေးဖြစ်ပြီးဒီအခွင့်အရေးအားအသုံးပြုရမှာပြည်သူလူထုရဲ့တာဝန်တရားဖြစ်ပါတယ်တဲ့ရွေးချယ်လိုက်တဲ့အစိုးရလုံဆောင်ချက်နဲ့ဆုံးဖြတ်ချက်တွေမှာပြည်သူလူထုရဲ့ဘဝကိုလွှမ်းမိုးမှုရှိ တော့ကြောင်2015ရွေးကောက်ပွဲမှာတက်တက်ကြွကြပါဝင်ကြရင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါံဆန်းစုကြည်ကစက်တင်ဘာ17ရက်နေ့ညနေ4နာရီခွဲမှာကရပြည်နယ်ရိုက်ကော်မြို့ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲမှာပြည်သူလူထုအားတိုက်တွန်းပြောဆိုခဲ့ပါတယ်ဒီမှာထပ်ပြီးတော့ပေါ်ပြထားတာကတော့ပြည်သူတွေဟာတဲ့ဘယ်လိုအစိုးရမျိုးတစ်ခုပေါ်လာအောင် လုပ်မလဲဆိုတာအင်မတန်မှအရေးကြီးပါတယ်အခုရွေးကောက်ပွဲမှာအသက်16နှစ်ကျော်တဲ့နိုင်ငံသားတွေသာမဲပေးနိုင်ပါတယ် ဒါပေမဲ့ရွေးကောက်ပွဲရဲ့ရလဒ်ဟာ16နှစ်အောက်ကလေးတွေရဲ့ဘဝကိုအများကြီးလွှမ်းမိုးမှုရှိမှာပါတဲ့ကလေးတွေရဲ့အနာဂတ်ကျန်းမာရေးပညာရေးဆိုတာအစိုးရရဲ့မူဝါဒတွေနဲ့သက်ဆိုင်နေပါတဲ့ဒါကြောင့်လည်းပြည်သူကိုဘလောက်အလေးထားတယ်ဆိုတဲ့ကိစ္စနဲ့သက်ဆိုင်နေပါတယ်ဆိုပြီးတော့ဒေါက်ဆာစုကြည်ကပြောခဲ့တာပါဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်တစ်ဆယ်ရွေးကောက်ပွဲမှာတဲ့ကရပြည်နယ်မဲဆန္ဒနယ်အချို့မှာကြိုတင်မဲပေးခိုင်းခြင်းများရှိခဲ့တဲ့အတွက်ကြောင့်မလို့ရခုလယခုလာမဲ့2015ရွေးကောက်ပွဲမှာ ီလိုမဖြစ် passport အတွက်တဲ့ကြိုတင်မဲ့ပေးခြင်းဆိုတာစီမင်းစည်းကမ်းနဲ့ညီတဲ့မဲဆန္ဒရှင်သာပေးပိုင်ခွင့်ရှိပြီးအတင်းအကျပ်ကြိုတင်မဲ့ပေးခိုင်းသူဟာဥပဒေကိုချုပ်ဖောက်ရာရောက်ကြောင်းပညာပေးပြောဆိုခဲ့ပါတယ်ဒီမှာဆက်ပြီးတော့ဖော်ပြထားတာကတော့ဒေါက်တာဆန်းစွန်ကြီးဆက်ပြောထားတာပေါ့နော်ကရပြည်နယ်တဲ့အချို့မဲဆန္ဒနယ်တွေမှာကြိုတင်မဲဟာထောင်ထဲချီပြီးတော့မဲသွားပေးတဲ့သူဟာ၁၀ရောက်တောင်မပြေဘူးလို့ပြောပါတယ် ကြိုတင်မဲဆိုတာစင်းမြင်းစည်းကမ်းအရသာကြိုတင်မဲပေးပိုင်권ရှိတဲ့သူရှိပါတယ်။အတင်းလာပြီးတော့ကြိုတင်မဲပေးရမယ်လက်မှတ်ထိုးရမယ်ဆိုတဲ့သူတွေဟာဥပဒေကိုချိုးဖောက်နေတယ်ဆိုတာသိရမှာဖြစ်ပါတယ်ဆိုပြီးတော့ဒေါအောင်စန်းစုကြည်ကပြောဆိုခဲ့တာပါ။ဟုတ်ကဲ့ပါ။ဆက်ပြီးတော့တရင်ကဖော်ပြထားတာဒါအပြင်နဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးချင်းချောက်မှုများရှိတော်လဲတဲ့မဲပေးတဲ့စနစ်မှာလှုပ်ဝက်စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ ဘယ်သူမှမသိနိုင်ကြောင်းဒီလိုချင်းချောက်မှုဟာဥရေချုပ်ဖောက်ရာရောက်ကြောင်းသူမရဲ့ NLD ပါတီအားမဲပေးပါကဒီမိုကရေစီအရာတာကိုတည်ရှိခွင့်ရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒီလှုပ်ဝက်မဲနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာဆိုရင်တော့နော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ချင်းချောက်မှုတွေရှိတယ်လို့ကြားပါတယ်တဲ့။ဟိုပါတီကိုမဲမပေးရင်ဒုက္ခရောက်မယ်။ NLD ကိုမဲပေးရင်တိမယ်လို့စတဲ့စတဲ့ဖြစ်ကြားနေရပါတယ်တဲ့။ဟုတ်ကဲ့ပါ။ဒါပေမဲ့သူတို့ဘယ်လိုပဲချင်းချောက်ချောက်ပေါ့နော်လှုပ်ဝက်မဲမှု ကိုဘသူကိုမဲထဲ့တယ်ဆိုတာမသိပါဘူးတဲ့ NLD ကိုမဲပေးလိုက်ရင်တော့ဒီမိုကရေစီရဲ့အရာတာကိုတည်ရပါမှာဆိုပြီးတော့ပြောခဲ့ပါတယ်ဒီမှာဆက်ပြီးတော့နောက်ဆုံးအနေနဲ့ပြောထားတာကတော့မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးလူမှုဟော်ပြောပွဲကိုကြားပြည်နယ် Rycor မြို့နယ်အားကစားကွင်းပေါ့နော်မားရစတေမှာ7ရက်နေ့ညနေ4နာရီခွဲကကျင်းပခဲ့တာပါဆိုပြီးတော့ဒီသတင်းမှာ ဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုထပ်ဖတ်ပြမယ့်သတင်းလေးကတော့ daily level မှာဖော်ပြထားတဲ့သတင်းလေးပါပဲဒါလည်းဆာမေနာဆက်ခွန်မှာဖော်ပြထားတာပါဗျာဒါကတော့ပညာရေးနဲ့ပတ်သက်တဲ့သတင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာဆာမေဝဲဖြူသူကွင်းတွေတဲ့အာမခံပိချခံရသူဖန်စီကံရတနာဘုံចောင်းသား၄ဦးကြီးတဲ့လျှောက်ထားမှုဒီမရပူရာမြို့နယ်တရားရုံးအနေနဲ့စဉ်းစားပေးတဲ့ကြောင်းလက်ဗရန်ចောင်းသားတပိတ်အထီးကရုံနိုင်တဲ့ နီလန်တကြဆောင်ချင်းမရှိသည့်ရတဖို့ဖို့များအရေးယူတင်ကြောင်းမြန်မာနိုင်ငံလူ့ခွင့်ရင်ကော်မရှင်ကတိုက်တွန်းနေဆိုပြီးတော့တင်းလေးရဖော်ပြထားပါတော့ခင်ဗျာဆောင်ဝဲဖြစ်ဆောင်ခွင့်တွေအာမခံပယ်ချခံထားတဲ့ဖမ်းဆီးခံရတနာပုံတက်ကတူចောင်းသားလေးဦးရဲ့ရှောက်ထားမှုကိုတဲ့အမရပူရာမျိုးနဲ့တရားရုံးအနေနဲ့စဉ်းစားပေးတဲ့ကြောင်းနဲ့မြန်မာနိုင်ငံလူ့ခွင့်ရင်ကော်မရှင်ကနေပြီးတင်းထုတ်ပြန်ထားတယ်ပေါ့နော်အဲဒီတင်းလေးမှာအဲ့လိုဖော်ပြထားပါတယ်ဗျာစက်တင်ဘာလ17ရက်နေ့ကထုတ်ပြန်ထားတဲ့လူ့ခွင့်ရင်ကော်မရှင်တင်းထုတ်ပြန်ချက်17တွင်အချက်3ချက်ပါဝင်ပြီးတော့ပထမချက်အနေနဲ့မန္တလေးတိုင်းဒေသကြီး မရပူရာမျိုးနဲ့တရားရုံးတွေငြင်းရဲစွာစူဝေးခြင်းနဲ့စီတန်းလဲလဲချင်းဆိုင်ရာဥပဒေနဲ့ရာဇတ်ကြီးဥပဒေပါတက်ဆိုင်ရာဥပဒေများအရာတဲ့တရားစွဲဆိုခံထားရတဲ့ကိုနိုင်ရဲဝီတဲ့နောက်ပြီးတော့ကိုဂျစ်တူနောက်ပြီးကိုအောင်ဆန်းဦးတို့နဲ့ကိုညံလင်းထက်တို့ဟာတဲ့ရနာမုံတက်သူမှာပြည့်တက်ရောက်ပြီးပညာသင်ကြားနေတဲ့ကျောင်းသားတွေဖြစ်ကြောင်း၎င်းတို့ဟာမန္တလေးဘူအချင်းတောင်တွင်ထိမ့်သိမ်းခံထားရကြောင်းနဲ့၎င်းတို့ရဲ့ဆောင်ဝဲဖြစ်စဉ်ရန်အတွက်အချုပ်လွတ်ထုကြည်ခွင့်အမခံလျှောက်ထားရမှာတဲ့အမရပူရမြို့နယ်တရားရုံးကအမခံပေးပဲပယ်ချရတဲ့ ပယ်ချရတဲ့အတွက်ကြောင့်ပေါ့နော်လူခွင့်ကော်မရှင်သတင်းထုတ်ပြန်ချက်တွေမှာရေးသားဖော်ပြထားပါတယ်တဲ့ထို့ကြောင့်လည်းရတနာမုံတက္ကသိုလ်မှာအထက်ပါကျောင်းသားများကြီးပညာသင်ကြားမှုအခွင့်အရေးဆုံးရှုံးမှုနှင်နာမှုမရှိစေတဲ့အတွက်၎င်းတို့ရဲ့လျှောက်ထားချက်ကိုအလေးထားစဉ်းစားသင့်မှာကြောင်းအကြံပြုတိုက်တွန်းထားပါတယ်ဆိုပြီးတော့လည်းဒီကော်မရှင်ရဲ့ဟိုမှာဖော်ပြထားပါတယ်ဆိုပြီးတော့ daily level ဖော်ပြထားတာပါခင်ဗျဟုတ်ကဲ့ပါကိုအောင်သူကခုနောက်ဆုံးမိတ်အစီအစဉ်နေနဲ့ဘာကတ်တုန်လေးမျိုးရွေးထားလဲမသိဘူးဟုတ်ကဲ့ခင်ဗျဒီကနေ့ထွက်လာတဲ့သတင်းစာတွေ channel တွေကကျွန်တော်ရွေးထားတဲ့ကတ်တော့ daily living သတင်းစာမှာပါတယ်ပေါ့နော်ကာတုန်းတစ်ပုဒ်ကိုကျွန်တော်ရေးချထားပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဒီမှာရေးထားတယ်ခင်ဗျပုံမှန်မြင်ထားတဲ့အတိုင်းပဲပညာရေးတဲ့အပေါ်မှာစစ်အုပ်ထုပ်လို့ယူဆရတဲ့အုပ်ထုပ်တော်စောင်းထားတယ်ဟုတ်တယ်ဆောင်းဟုတ်ကဲ့ပါစီးပွားရေးစီးပွားရေးမှာလည်းဒီတိုင်းပါပဲစစ်အုပ်ထုပ်လို့ယူဆရတဲ့အုပ်ထုပ်ကအပေါ်မှာရှိနေပါတယ်ဟုတ်ကျမ်းမာရေးလည်းဒီတိုင်းပါပဲအပေါ်မှာစစ်အုပ်ထုပ်လို့ယူဆရတဲ့အုပ်ထုပ်ကလေးတော့ ခုအပေါ်မှာဆွဲထားတယ်ခင်ဗျာခုနောက်ပိတ်ဆုံးမှာတော့ကျွန်တော်တို့ဒီတရားစီရင်ရေးတရားစီရင်ရေးမှာလည်းကျွန်တော်တို့စစ်အုပ်ထုတ်လို့ယူဆရတဲ့အုပ်ထုတ်တခုအပေါ်မှာရောက်နေပါတယ်ဟုတ်ကဲ့အောက်ကသူကြီးကဘာပြောလဲဆိုတော့မန်တိုင်းတွေကတော့လည်းအများကြီးတဲ့သူတို့ကိုအုပ်စီးထားတာတော့တခုတည်းနော်ဆိုပြီးတော့ကတော့ဆရာပညာသားပါပါပေါ့နော်ဟုတ်ကဲ့ပါခုလက်ရှိဖြစ်ပြနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူဟုတ်ကဲ့ပါကတော့ပညာနဲ့တူတူထားတာပါဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်လည်းကျွန်တော်ရန်ကုန်မှာဆိုရင်လည်းဒီတရားရုံးတွေမှာကျွန်တော်တို့စစ်တပ်က ဟုတ်တယ်ဆိုတော့ဟာဘာလုံးချောင်းနေစရှိနေပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဒါကတော့ဒီနေ့ထွက်ရှိလာတဲ့သတင်းစာ channel ကသတင်းချို့ကိုထုံးထုတ်ပြကြပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ကြည့်ရှုအားပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ